သားသမီးတို့ဤတာဝန်ကပြမိဘရင်တွင်အရေးရနှင့်ချစ်ချင်းမိုးမှဆိုဆိုပြီးသားသမီးတို့ဤတာဝန်ကားကျေးဇူးဆက်ရတိစာရှိစောင်းရှောင်းမှုပြန်လည်ပေးအိုမင်းခါမှမစွန့်လို့မိဘနှစ်ပါးဂုံယူအောင်ဘဝခရီးဖြူစင်စေသားသမီးတို့ဤတာဝန်သည်မိဘများပေးခဲ့သောကျေးဇူးတော်များကို ပြန်လည်ဆက်ကပ်ရန်နှင့်သူတို့ဤဘဝကိုဂုံယူမှုဖြင့်ပြည့်စုံစေရန်ဖြစ်သည် မိဘများသည် သားသမီးများကို မွေးဖွားရေးပြုစုပျိုးထောင်ရုံသာမက ဘဝီအခက်ခဲများမှကာကွယ်ပေးကအနာဂတ်အတွက်လမ်းပြပေးခဲ့သူများဖြစ်သည်ထို့ကြောင့်သားသမီးများအနေဖြင့်မိဘများ၏စိတ်ချမ်းသာမှုကို ဦးစားပေးလျက်သူတို့အားလေးစားယုံကြည်မှုဖြင့်ဆက်ဆံရမည်အထူးသဖြင့်မိဘများအိုမင်းလာချိန်တွင် သူတို့ပေးခဲ့သောစောင့်ရှောက်မှုကိုပြန်လည်ပေးအပ်ရန်တာဝန်ရှိသည်စေယောကိုပါဂယုဆိုင်ပေးခြင်းသူတို့ဤဆန္ဒများကိုဖြည့်ဆည်းပေးခြင်းနှင့်ဘဝနောက်ဆုံးခရီးထိ အဖို့ပြုပေးခြင်းသည် သားသမီးကောင်းတို့၏အဓိကတာဝန်ဖြစ်သည်ထို့အပြင်မိဘများကုံယူနိုင်မိဘဝတစ်ခုကိုတိဆောက်ရန် ကိုကျင့်တရားကောင်းမွန်စွာနေထိုင်ပြီး အမားမကျူးလွန်မိစေရန်တည်တည်ထားရမည်ဤသို့ဖြင့်သားသမီးတို့သည်မိဘကျေးဇူးကိုတိဆာရှိစွာပြန်လည်ဆက်ကပ်နိုင်မည်ဖြစ်ပြီးမိသားစုဘဝ၏ငြိမ်းချမ်းမှုကိုလည်းထိန်းသိမ်းထားနိုင်မည်ဖြစ်သည်ဤတာဝန်များသည်မိဘများအပေါ်ကျေးဇူးတည်တတ်မှု၏ တတ်တေတခုတာမကလူသားတဦးဤကိုကျင်းတတ္တိကိုပါဖော်ညွှန်းပေးသည့်အရေးကြီးသောတာဝန်များပင်ဖြစ်သည်